အီရန်တွေအခုတကယ်ကိုထိတ်လန့်နေကြရပါပြီ။ထရမ့်က B2 ဘုံးကျဲလင်းတွေနဲ့ရီမင်နိုင်ငံကဟူတီတပ်ဖွဲ့တွေကိုစတင်တိုက်ခိုက်နေပြီဆိုတဲ့သတင်းရရှိထားပါရယ်။ထရမ့်က B2 လေယာဉ်၆စီးကိုအီရန်နယ်စပ်အပေါ်မှာတပ်ဆင်ထားလိုက်ပြီးသူ့ရဲ့သတင်းစကားကတကယ်ကိုရိုးရှင်းနေပါရယ်။အီရန်ကနျူကလ িয়ার သဘောတူညီချက်ကိုလက်ခံရလိမ့်မယ်။ဒါမှမဟုတ်အယာတိုလက်ရှိရဲ့နျူကလ িয়ার ဆက်ယုံတွေဆုံးရှုံးရလိမ့်မယ်။အခုဆိုအဲ့ဒီ B2 တွေကအရှေ့လေပိုင်းကောင်းကင်မှာလွတ်လွတ်လပ်လပ်ပြန်တန်းနေပြီး ဟူဒီရီရဲ့မြေအောက်ခံတပ်တွေကိုဖျက်ဆီးနေပါတယ်။ဒါအပြင်ရန်သူတွေရဲ့ရေဒါစနစ်တွေကလုံးဝမတွေ့ရှိအောင်လျှို့ဝှက်ထားတာပါ။ဒီတိုက်ခိုက်မှုကဟူဒီရီကိုနှိမ်နှင်းဖို့တခုတည်းအတွက်မဟုတ်ပဲအီရန်ကိုသတင်းစကားပေးဖို့ပါ။ဘာသတင်းစကားလဲဆိုတာရှင်းနေပါတယ်။ငါတို့ B2 တွေကမင်းတို့ရဲ့နျူကလ িয়ার ဆက်ယုံတွေကိုဘယ်အချိန်မဆိုရောက်အောင်သွားနိုင်တယ်ဆိုတာပါပဲ UFO တစ်စီးလို့ထင်ရပေမဲ့တကယ်ကတော့ American ရဲ့စစ်အားပြမှုရဲ့အထင်ရှားဆုံးသင်္ကေတပါ Northrop Grumman ကုမ္ပဏီကထုတ်လုပ်လိုက်တဲ့ B2 spray လို့ခေါ်တဲ့မမြင်ရတဲ့ဘုံကျဲလေးရင်ပါ1990ပြည့်နှစ်တွေကလေးကရန်သူရီရဲ့ကောင်းငင်ကို6လှန့်နေခဲ့တဲ့ဒီလေးရင်ကို Area 51မှာလျှို့ဝှက်စာတိဆောက်ခဲ့တာပါစစ်ရေးတိုက်ပွဲအတွေ့အကြုံတွေနဲ့ခင်မီစစ်ပွဲတွေတဲကအတွေ့အကြုံတွေကိုပေါင်းဆက်ပြီးတိဆောက်ထားတဲ့ဒီလေးရင်ဟာဤပညာအယမ်းမြင်မာတဲ့စစ်လက်နက်တစ်ခုပါရေဒါတွေကိုကြော်ဖြတ်နိုင်ပြီးကာကွယ်ရေးစနစ်တွေကိုလှည့်စားကတိကျတဲ့ပြစ်မှတ်တွေကိုဖျက်ဆီးနိုင်ပါတယ်။ဒီလင်းရဲ့အံ့ဖွယ်ကောင်းတဲ့ပြန်တမ်းနည်းစနစ်တွေရေဒါကိုရှောင်နိုင်တဲ့နည်းပညာ အီလက်ထရောနစ်စစ်ပွဲနဲ့ပေးဆွဲနိုင်တဲ့ပြင်းထန်တဲ့တိုက်ခိုက်မှုတွေကိုပြောပြပေးသွားပါမယ်။ဘီဒူးကတာမန်လေယာဉ်တစ်စီးမဟုတ်ပါဘူး။ယူပဗီရာနေရာမတွေကိုဖိဆန်နိုင်တဲ့အံ့ဖွယ်ယာဉ်တစ်စီးပါ။တောင်ပန်ရွယ်စား182ပေရှိတဲ့ဒီယင်ဟာ Jack Northrup ရဲ့1940ပြည့်နှစ်ကဒီဇိုင်းစိတ်ကူးတွေကနေဆင်းသက်လာတာပါ။ဒေါင်လိုက်ထိန်းချုပ်တောင်ပန် Vertical Stabilizer ဒါမှမဟုတ်ရိုးရနောက်ပိုင်း Traditional Tail မပါဘဲနဲ့ဒီယင်ဟာလင်းလို့တကောင်လို့လဲချနိုင်မယ်လို့ထင်ကြရရှိပေမဲ့ ဒီနေရာမှာတော့အထူးပြန်တန်းထိန်းချုပ်ရေးစနစ်တွေအလုပ်လုပ်လာပါတယ်။ B2 ဟာ quadruplex redundant flying by wire system နဲ့ပြန်တန်းပါတယ်။ digital မော်ဆန်နဲ့လမ်းကြောင်း၄ခုကသူ့ကိုလေထဲမှာတည်ငြိမ်စွာထိန်းထားနိုင်ပါတယ်။အာယုံခံကရိယာတွေနဲ့ကွန်ပျူတာတွေကလူသားတွေရဲ့စဉ်းစားနှုတ်ထပုံမြင်တဲ့အချိန်မှာတုံ့ပြန်ပြီး trailing edge controlling suffix ရှစ်ခုကိုချိန်ညှိပြီးက B2 ရဲ့သဘာဝအတိုင်းဖြစ်တဲ့လေခွင်းအားမတည်ငြိမ်မှုကိုထိန်းချုပ်ပေးပါတယ်။ pitch ဂျောဘရူအားလုံးကို processor ရဲ့အစစ်မြစ်စနစ်ကထိန်းချုပ်ပေးပါတယ်။အထူး semi conductor တွေနဲ့အစစ်မြစ်တွက်ချက်ရေးစနစ်တွေကတာမန် electronic ပစ္စည်းတွေလို electromagnetic signature တွေကိုမထုတ်လုပ်တဲ့အတွက်ရန်သူတွေအတွက်ခြေရာခံမှုခက်ခဲပါတယ်။ B2 ကအတန်ထက်မြန်နှုန်းရဲ့3.9 match နှုန်းနဲ့ပြန်တန်းနိုင်တဲ့ electromagnetic ဂုတ်တစည်းပါ။အမှန်တကယ်မှော်စံတဲ့အရာကနိုင်ပြန်အကွာအဝေးမှာဖြစ်ပါတယ်။ ANAPG 181စနစ်နဲ့ပေါင်းဆက်ထားတဲ့ B2 ရဲ့ Tarring Falling Radar ကတနအီမိုင်600နှုန်းနဲ့ပြန်တန်းနေစဉ်မြေပြင်မှာ200ပေအောက်နှိမ့်တဲ့အမြင့်မှာပြန်တန်းနိုင်ပါတယ်။ဒါကပြန်တန်းနေတာမဟုတ်ပါဘူး။တိုက်ပွဲဆောင်ကြားကခြိမြင့်ထိုးဖောက်နေတယ်လို့ပါပဲ။လေယာဉ် engine မီးခိုးတွေနဲ့တစ်ပင်ထိပ်တွေကိုဖျက်ပြန်နေတယ်လို့ Radar စနစ်တွေရဲ့အာယုံခံနိုင်တဲ့အကွာအဝေးအောက်မှာတောင်ကုန်းထိပ်တွေကိုဖျက်ပြန်နေတာပါ။အဖွဲ့ဝင်နှစ်ဦးတည်းသာပါဝင်တဲ့လေယာဉ်မှူးတွေဟာ Stick and Radar လိုမျိုးရိုးရာနီလန်းတွေထက်တောင်ပံတက်ထားတဲ့စူပါကွန်ပျူတာကြီးတစ်ခုကို ထိမ့်ချုပ်ရတဲ့ cockpit ထဲမှာထိုင်နေကြရတာပါတတရားမြောက်လေယာဉ်မှုနေရာကိုအလေးချိန်ရှော့ချဖို့ဖြတ်လိုက်တဲ့အတွက်ကျန်တဲ့နှစ်ဦးကပဲ multi function display တွေကို အသုံးပြုပြီးလမ်းကြောင်းရှာဖွေခြင်းလက်နက်စနစ်များနဲ့အခြားစနစ်တွေကိုထိမ့်ချုပ်ရပါတယ်လေထဲမှာအတန်ထက်မြန်နှုံးလီပါ trunk saw နဲ့ပြန်တန်းနေရင်အလေးမရှိတဲ့ညမှာမြေပြင်နဲ့နီးကပ်စွာပြန်တန်းနေရတာကလွယ်ကူတဲ့အလုပ်မဟုတ်ပါဘူး။ဒါကအော်တိုမက်တစ်စနစ်တွေရဲ့လှုပ်ရှားမှု၊ကုတ်တွေ hydraulic စနစ်တွေနဲ့လေယာဉ်မှုရဲ့ကျွမ်းကျင်မှုတွေရဲ့စီးကျက်တစ်ခုပါပဲ။ ဒါကြောင့်မလို့ B2 ကကာကွယ်ထားတဲ့လေကြောင်းနယ်နိမိတ်တွေကိုဖျက်ဆီးနိုင်ပြီးတားမြစ်ထားတဲ့နယ်မြေတွေထဲမှာဘာမှမဖြစ်ခဲ့တဲ့လိုမျိုးဝင်ရောက်နိုင်တာပါ Stick ဆိုတဲ့စကလုံးက B2 အတွက်တာမန်အခေါ်ဘော်တစ်ခုမဟုတ်ပါဘူးဒါကသူ့ရဲ့တစ်ခုပြီးတော့အားသာချက်ပါ B2 ရဲ့ Radar Cross Section Radar ဖမ်းမိမှု area ကများစွာလျှို့ဝှက်ထားတဲ့အရာဖြစ်ပြီး Pentagon အတွင်းကလူတွေကတော့၃ညတက်မှတက်စ်2ရမ်းမီတာပြားတစ်ကောင်အရွယ်စားလောက်သာရှိတယ်လို့ခန့်မှန်းကြပါတယ်။နှိုင်းရှင်ကြည့်ရင် B52 တစ်စီးရဲ့ Radar Cross Section က တရာစတူယန်မီတာကျော်ရှိတာမို့ဆမ်ဒုံးပစ်စနစ်တွေကတရာမိုင်အကွာကနေတောင်လွယ်လွယ်ကူကူခြေရာခံနိုင်ပါတယ်။ဒီတော့ B2 ကဒီလိုမျိုးဘယ်လိုရှောင်းနိုင်တာလဲ။သူရဲ့ကိုယ်တွေက composite materials carbon fiber အပူကံ plastic နဲ့အခြားလျှို့ဝှက်ပစ္စည်းတွေနဲ့လုပ်ထားတာကြောင့် radar line တွေကိုပြန်မတိုးဘဲစုပ်ယူနိုင်ပါတယ်။ radar စုပ်ယူတဲ့အလွှာတွေ လျှို့ဝှက်ဆေးတုပ်လိမ့်မှုတွေနဲ့လျက်စစ်တန်းလိုက်ဆွမ်းရင်ကိုဆုတ်ယူပြီးအပူဖြစ်ပြန်ထုတ်ပေးတဲ့ဆေးတွေကဒီလီယင်ကိုမြင်မရောက်အောင်ဖန်တီးပေးထားပါဗျ။အင်ဂျင်တွေနဲ့ General Electric F118 တွေကိုတောင်ပံတွင်းမှာနတ်ဆိုင်တော်ပွက်ထားပြီးအပူကိုဖုံးကွယ်ဖို့ exhaust တွေကိုကွေးညွတ်နေတဲ့ပြုံတွေကနေအပေါ်ဘက်ကိုထုတ်လွှတ်ပါဗျ။အတန်ကိုလည်းရှော့ချပေးပါရယ်ဂျက်တာပိုင်ရဲ့ပြားချက်တွေကိုတော့လျှို့ဝှက်တတ်တူဆက်တွေနဲ့ပြုတ်လုထားတာကြောင့် အပူကိုခံနိုင်ရရှိပြီးရေဒါလိုင်းတွေကိုပြန်မတိုးပါဘူးအန်တနာတွေကိုအရေးပြားအောက်မှာညှက်ထားပြီးလေယာဉ်အတောင်ပိုင်းစိတ်ပိုင်းတွေကိုစတိမှုမှာပိတ်ထားပါတယ်အမဲရောင်ဆေးတုပ်ထားတဲ့အတွက်အမြင့်ပေ9000အထက်ကောင်းကင်မှာရောနှောသွားပါတယ်ဒီလေယာဉ်ကိုထိန်းသိမ်းရတဲ့အဖွဲ့တွေကဂယုဆိုင်ရပါတယ်အနာတရဖြစ်တာနဲ့ချက်ချင်းပြင်ဆင်ရပါတယ်ဗီဒူရဲ့ရေဒါဖမ်းမိမှု area ရေဒါ cross section ကိုထိခိုက်မှာဆိုလို့အလုံးစုံဂယုဆိုင်ရပါတယ် ရလက်အနေနဲ့ရန်သူ၄ချောင်းကောက်ဝဲရေးစနစ်တွေကအရေးလိုမျိုး flicker ဒါမှမဟုတ်ချွတ်ချော်နေတဲ့အချက်ပြလိုမျိုး glitch ပဲမြင်ရပြီး block ဖို့အတွက်ခိုင်မာတဲ့အချက်လည်းမရနိုင်ပါဘူးဒီမြင်မြင်ရတဲ့ဘုံကျဲလျင်ကလုံးဝမမြင်ရတာမဟုတ်ပါဘူးသူ့ကိုရှာဖွေနေတဲ့အာယုံခံကိရိယာတွေအတွက်တော့သူကအရေးမပါတဲ့အရာတစ်ခုပါပဲပိုက်ကွန်ကြားကလွတ်သွားတဲ့အရေးလိုမျိုးပေါ့ဗီဒူးက radar ရဲ့မျက်နှာပြင်ပေါ်မှာပုံအောင်းယုံနေမကပါဘူး ANAPR 63 Defense Management System လို့ခေါ်တဲ့ဒီလင်ရဲ့ electronic စက်ပွဲစနစ်ကအုံနောက်လိုမျိုးအလုပ်လုပ်ပါတယ်ဒီစနစ်က radar line တွေကိုရှာဖွေပြီးချိန်ဆမှုတွေကိုအတိအကျထောက်လှမ်းနိုင်ပါတယ်တိုက်လေယာဉ်တွေရဲ့ radar တွေ warp pings တွေကိုတော့ဖမ်းယူပြီးလေယာဉ်မှုတွေကိုအချိန်နဲ့တပြေးညီအချက်လက်ပေးပို့နိုင်ပါတယ် ANAPG 181 radar နဲ့တွဲဖက်အသုံးပြုတဲ့အခါ ဒီလေရင်ကမမြင်ရတဲ့သရေတကောင်ဖြစ်လာပါတယ်။အ ਨੇ စုံလှိုင်းထုတ်လွှတ်မှုနဲ့ပဲမြေမျက်နှာသွင်းမြင်နဲ့ပြည့်ခတ်မှုတွေကိုမြေပုံထုတ်နိုင်ပါတယ်။အဆင့်မြင့်နေမှုတွေကြောင့် B2 ကပြန်တန်းနေစင်မှာပဲလမ်းကြောင်းပြောင်းနိုင်ပြီးပေါ်ပေါက်လာတဲ့ချိန်ထောက်မှုတွေကိုရှောင်နိုင်ပါတယ်။ Electronic စံကျင်ကြိယာတွေကတော့ B2 ရဲ့ဒိုင်းနဲ့ဓာတ်ပါပဲ။ Chef တတ်တူဖဲကြိုးတွေနဲ့ Flails အပူလှိုင်းလွှင့်ကြိယာတွေကရှေးဟောင်းနည်းပညာတွေပါ။ဒါပေမဲ့ဒီထက်ပိုပါတယ်။တက်ကြွတာနောက်ဆက်နိုင်တဲ့ Active Jamming စနစ်တွေလည်းပါဝင်ပါတယ်။ တကယ်တော့သေးသေးအချက်လက်တွေက right patterson latest scan ရဲ့ hanger one out 15တမြုပ်နေတဲ့ banner တိုက်ထဲမှာတော့ခတ်ထားပါတယ် defensive management system က radar line တွေကိုနှောက်ရက်တဲ့အချက်ပြမှုတွေ force signal တွေထုတ်လွှင့်နိုင်ပြီးရန်သူ radar တွေကိုအလုံးမလုံးလောက်အောင်ပြုလုပ်နိုင်ပါတယ်တချို့က b2 မှာ tools decoys တွေဒါမှမဟုတ် directional jammer တွေပါတယ်လို့ယူဆကြပေမဲ့လေတက်ကတော့အတိမပြုသေးပါဘူး B2 ရဲ့ electronic စစ်ပွဲကိရိယာတွေကသူ့ကိုကာဝယ်ရုံနဲ့မကပါဘူး အခြားတိုက်လေရင်တွေရဲ့အကူအညီဒါမှမဟုတ်ရန်သူလေကြောင်းကာကွယ်ရေးစနစ်တွေကိုဖျက်ဆီးဖို့လည်းမလိုအပ်တော့ပါဘူးသူတကောင်နဲ့နဲ့နဲ့အလုပ်ဖြစ်နေပါပြီဗီဒူကလေတိုက်ပွဲစီးမြင့်တွေကိုပြန်လဲရေးသားနေတဲ့တခုပြီးတော့ဖျက်ဆီးရေးရင်မှာအတန်ထက်မမြန်တဲ့ sub sonic နဲ့တနအီမိုင်650 match 0.95အထိပြန်တန်းနိုင်ပေမဲ့ F22 တို့ MiG 31တို့နဲ့အမြန်နှုံးရှင်ဖို့တော့မဟုတ်ပါဘူးဒီလေရင်အားသာချက်ကအမြန်နှုံးမဟုတ်ပဲပြန်တန်းနိုင်တဲ့အကွာအဝေးပါလေရင်စီဓာတ်စီပြန်မဖြစ်ပဲ ရေမိုင်6000 11000 112ကီလိုမီတာနဲ့ KC135 တွေနဲ့တကြိမ်တက်စီဖြစ်ရင်ရေမိုင်1000 18020ကီလိုမီတာအထိပြန်တန်းနိုင်ပါတယ်။ Missouri ပြည်နယ်က White Man Leader Scan ကနေထွက်လာရင်မြောက်ကိုရီးယားဒါမှမဟုတ် Iran ကိုသွားတိုက်ပြီးမနက်စာစားဖို့အချိန်မီပြန်လာနိုင်ပါတယ်။အဖွဲ့ဝင်တွေဟာ44နာရီကြာမရက်မနာပြန်တန်းနိုင်တဲ့စွမ်းရည်ရှိပါတယ်။1999ကိုဆိုဗိုတိုက်ပွဲနဲ့2001 Afghanistan တိုက်ပွဲတွေမှာဒီလိုပြန်တန်းခဲ့မှုပါတယ်။ F118 engine တွေကလောင်စာတွေကိုခြွေတာသွားသုံးပြီး B2 ကိုရပ်ပေါင်းများစွာလေထဲမှာနေနိုင်အောင်ထောက်ပံ့ပေးပါတယ်။ဓာတ်ဆီတင်လေယာဉ်တွေရဲ့အကူအညီနဲ့ဆိုရင်ပိုပြီးကြာရှည်နိုင်ပါတယ်။ B2 ရဲ့ဘုံထည့်တဲ့နေရာမှာပေါင်2ပေါင်982 kg ဆက်နဲ့နေရာနှစ်ခုပါပြီးစုစုပေါင်းပေါင်4000 18144 kg ထိနျူကလ ியர் ဒါမှမဟုတ်တာမန်ဘုံးတွေတည်ဆောင်နိုင်ပါတယ်။ AGM 158 Japsam Joint Air to Surface Standoff Missile လို့ Landing Cruise Dome ကြီးတွေက 230ကနေ985မိုင်380ကနေ925ကီလိုမီတာအထိရောက်နိုင်ပါတယ်။ဒီဒုံးကြီးကိုရိုင်းကရန်သူကာကွယ်ရေးစနစ်တွေကိုကြောဖြတ်ပြီးပေါင်1000 454ကီလိုဂရမ်ရှိတိုက်ခိုက်ရေးခေါင်းပိုင်းကိုရန်သူခန့်တပ်ဒါမှမဟုတ်ဌာနချုပ်ထဲကိုတိုက်ရိုက်ပေးပို့နိုင်ပါတယ်။ AGM 154 JSOW Joint Standoff Weapon ကတော့မိုင်80 129ကီလိုမီတာအကွာအဝေးထိစုပြုံပြုံ စုပြုံဘုံ cluster munition ဒါမှမဟုတ်တိကျတဲ့ဘုံတွေကိုလွှတ်ချပေးနိုင်ပါတယ်။လင်ကွင်းတွေစစ်တဲ့စုပြုံနေရာတွေဒုံးကျည်တွေကိုတိုက်ဖို့အကောင်းဆုံးပါ။ရှေးဥစွဲနီလန်းအနေနဲ့ဆိုရင် ပေါင်900 228 kg ရှိတဲ့ GPS လမ်းညွှန်ဘုံ Max 82 JDAM တွေ80အထိတည်ဆောင်နိုင်ပါတယ်။ဒါမှမဟုတ်1.2 megaton ရှိ B83 nuclear ဘုံ16လုံးကိုတည်ဆောင်နိုင်ပါတယ်။မြေပုံပေါ်ကနေနေရာတစ်ခုလုံးကိုဖျောက်ပစ်ဖို့လိုအပ်တဲ့အခါမျိုးအတွက်ပေါ့။ ်နျူကလ িয়ার မဟုတ်တဲ့သတင်းစကားတစ်ခုကိုပြင်းပြင်းထန်ထန်ပို့ခြင်းတဲ့အခါ B2 က GBU 57 Max 6 Ordnance Penetrator MOB လို့ခေါ်တဲ့ပေါင်3000 13600 kg အလေးချိန်ရှိတဲ့မြေအောက်ခံတပ်ဘုံးကိုတည်ဆောင်နိုင်ပါတယ်ဒီဘုံးကမြေအောက်ပေ261မီတာအထိဖောက်ထွင်းပြီးဌာနချုပ်တွေနျူကလ িয়ার ဆက်ရုံတွေလက်နက်တူလောင်ရုံတွေကိုဖျက်ဆီးနိုင်ပါတယ် B2 ရဲ့လက်နက်တပ်ဆင်မှုကပြောင်းလဲလို့ရပါတယ်။ဒါကြောင့်ဒီလေရင်ကမြည်သည့်တိုက်ပွဲမဆို အဆင်သင့်ဖြစ်နေတဲ့စရေးရဇပွဲတင်ဓာကြီးတလက်လိုပါပဲဗီဒူတွေဟာသူတို့ရဲ့တက်အမိုးကို အရေးပါတဲ့နေရာတွေမှာတက်တည်ပြခဲ့ပါတယ်2011ခုနှစ်လစ်ပြားမှာ Operation Odyssey Dawn အတွင်းဗီဒူတုံးတိက White Man ကနေ25နာရီကြာပြန်တမ်းပြီး Tripoli မြို့အနီးကဂဒါဖီရဲ့လေရင်ဝင်းတွေမှာ GDM ဘုံး45လုံးကိုချပေးခဲ့တယ်ဒါကြောင့်ခိုင်ခန့်တဲ့လေရင်ဝင်းခိုးနေရာ40ကိုဖျက်ဆီးနိုင်ခဲ့ပါတယ်အခုလေရင်မလို့ဆုံးရှုံးမှုမရှိပဲ တညာအတွင်းလေပြားလေတက်ကိုပြာကျသွားအောင်လုပ်နိုင်ခဲ့တာပါ2018ခုနှစ်ဇန်နဝါရီလမှာ Operation Inherent Resolve အတွင်း B2 နှစ်စီးကစာတီမြို့နီးက IS စခန်းတွေကို GBU 38ဘုံတရရှစ်လုံးနဲ့တိုက်ခိုက်ခဲ့ပါတယ်34နာရီကြာပြန်တမ်းပြီးတဲ့နောက် IS ကောင်းဆောင်တွေဟာအိရာတွေကနေအသက်မရှင်တော့ဘဲနဲ့နိုးလာခဲ့ရပါတယ်2024ခုနှစ်အော်တိုဘာလမှာဂျီမင်နိုင်ငံကဟူတီတွေရဲ့ပင်လယ်ဒီသင်းမောတွေကိုတိုက်ခိုက်မှုတွေပြီး B2 တွေက ဆန်ဒါစ်မှာရှိတဲ့လက်နက်တိုးလောင်းယုံတွေနဲ့ drone ဆက်ယုံတွေကိုတိုက်ခိုက်ခဲ့ပါတယ်။အသေးစိတ်ကမရှင်းပေမဲ့ဒေတာခံတွေကကြည်လင်တဲ့ကောင်းငင်ကနေမိုးကြိုးတံတွေကြားရတယ်လို့ပြောကြတယ်။ဒီတိုက်ခိုက်မှုတိုင်းက B2 ရဲ့ဝေးဝေးကနေအကျိုးသက်ရောက်မှုရှိရှိတိုက်နိုင်စွမ်းကိုပြသနေပါတယ်။မြေပြင်မှာအတန်တစ်ချက်မှမကြားရဘဲရန်သူရေဒါမှာအမှတ်သားတစ်ခုမှမပေါ်ဘဲတိုက်ခိုက်နိုင်တာပါ။ဒီနေ့အချိန်မှာ B2 16စီးတာကြန့်ရှိတော့တယ်2008နဲ့2022ခုနှစ်မှာတက်ကြမှုနှစ်ခုကြောင့်20စီးကနေလျော့သွားတာပါ ဒါပေမဲ့ကြံတဲ့လင်ရင်တွေကအင်အားကြီးမားစေပါပဲ။ B2 ရဲ့တပ်တန်းက2032ခုနှစ်မှာကုန်ဆုံးတော့မယ့်အတွက်သူ့ရဲ့နေရာကို B21 radar ကအစားထိုးယူတော့မှာပါ။ B21 radar က2022ခုနှစ်ဒီဇင်ဘာလမှာကယ်လီဖိုးနီးယားက Pamdale မြို့မှာစတင်ပြသခဲ့ပါတယ်။ Northrop Grumman ရဲ့ဒီအံ့ဖွယ်လင်ရင်က B2 ရဲ့အမွေကိုစက်ခံပြီးပို့သေးငယ်ပို့တက်ရက်ကဈေးလဲတက်တာပါပဲ။ B2 ကဒေါ်လာ1ဘီလီယံ inflation adjusted ကြမယ်ဆိုရင် B21 ကတစည်းကိုဒေါ်လာ900တန်းပဲကုန်ပါတယ်။သူ့ရဲ့ Radar Cross Section ကပိုးကောင်ရွယ်လောက်ပဲရှိတယ်လို့သတင်းတွေကဆိုပါတယ်။နောက်မျိုးဆက် radar ဆုပ်ယူနိုင်တဲ့ပစ္စည်းတွေနဲ့ပိုမိုကောင်းမွန်တဲ့ flying wing ပုံစံတွေကြောင့်ဒီလိုဖြစ်နိုင်ကြပါ Pratt and Whitney F135 engine တွေကပိုထိရောက်ပြီးပိုမြင်မရအောင်လုပ်နိုင်ပါတယ်ဓာတ်ဆီပြန်မဖြစ်ပဲ my 6000 blacks 9656 km အထိပြန်သန်းနိုင်ပြီး American ပြည်တော်စုကနေကဘာပေါ်ကဘယ်နေရာကိုမဆိုဓာတ်ဆီတင်လေးရဲ့တစည်းရဲ့အကူအညီနဲ့ရောက်အောင်သွားနိုင်ပါတယ် B21 ရဲ့ electronic welfare နဲ့ Avinix စနစ်တွေကနှစ်ပေါင်းများစွာရှေ့ရောက်နေပြီး software တွေကိုအလွယ်တကူ update လုပ်လို့ရပါတယ်။ဒီလေရင်က drone တွေကိုထိန်းချုပ်နိုင်သလို F35 တွေနဲ့လည်းအလွယ်တကူချိတ်ဆက်နိုင်ပါတယ်။ hypersonic ဒုံးကြီးတွေကိုတော့ရှောင်နိုင်သေးတယ်။ B61 12 nuclear bomb AGM-181 LRSO cruise ဒုံးကြီးတွေနဲ့တိကျတဲ့တမန်ဘုံးတွေကိုပေါင်း26000ဆက်နှစ်တန်အထိတည်ဆောက်နိုင်ပါတယ်။ B2 ထက်နည်းပေမဲ့ပိုအဆင်ပြေပါတယ်။ အမေရိကန်လေတပ်ကရေဒါတရာကနေ200အထိဝယ်ယူဖို့စီစဉ်နေပါတယ်။2023နိုဝင်ဘာလမှာပထမဆုံးပြန်တမ်းမှုပြုလုပ်ပြီး2029ခု2029ခုနှစ်မှာတိုက်ပွဲဝင်ဖို့အစီအစဉ်ဖြစ်မှာပါ။ B21 ရေဒါက China ရဲ့ G20 တွေရုရှားရဲ့ S500 လေကြောင်းကာကွယ်ရေးစနစ်တွေကိုရင်ဆိုင်မှုတိစောက်ထားတာပါ။ဒါကအစားတို့ရင်တစည်းမဟုတ်ပဲတော်လန်ရေးတစ်ခုပါပဲ။ B2 Subrick ကဘုံကျဲလေယာဉ်တစည်းရဲ့စွမ်းရင်ကိုအတိတ်ပဲအသစ်ဖွင့်ခဲ့ပဲ။အတန်တိတ်သေးသေးနိုင်စွမ်းရှိတဲ့စွမ်းရင်တွေပေါ့။ သူ့ရဲ့ထူးခြားတဲ့ဒီဇိုင်းကိုထိန်းချုပ်နိုင်တဲ့ပြန်တမ်းမှုစနစ်လေချောင်းကာဝယ်ရေးတွေကိုအိမ်မက်ဆိုးဖြစ်စေခဲ့တဲ့မမြင်ရမှုနည်းပညာတိုက်ပွဲခင်းကျင်းမှုတွေမှာလည်းတကောင်တည်းစွမ်းဆောင်နိုင်တဲ့ electronic စစ်ပွဲစနစ်တွေပါလေပြားကနေရီမင်အထိဒီလေရင်ကခွဲစိတ်ဆရာဝန်ရဲ့တိကျမှုနဲ့အရေးထဲကနေတေမင်းကိုပို့ဆောင်ခဲ့ပြီးသူ့ရဲ့စွမ်းရည်ကိုတက်သေးပြခဲ့တယ်။ဒါပေမဲ့ B21 radar ကနောက်မျိုးဆက်အနေနဲ့ပုံမြင်မရပိုဝေးဝေးပြန်တန်းနိုင်ပိုထက်မြက်တဲ့ညံရင်နဲ့လာနေပြီ။အရေးအတွက်လည်းပိုများများထုတ်နိုင်ပါတယ်။ ဒီလိင်နှစ်မျိုးကအမေရိကန်ရဲ့လက်လန်းပြင်မှုတိကျတဲ့တိုက်ခိုက်နိုင်စွမ်းနဲ့ရန်သူတွေကိုအိတ်မပြောသေးတဲ့ခစ်ကိုဖန်တီးနေပါတယ်။တရုတ်ရဲ့ hypersonic လက်နက်တွေရုရှားရဲ့နောက်မျိုးဆက်ရေဒါတွေကြားမှာဒီမြင်မြင်ရတဲ့လေယာဉ်တွေကအမေရိကန်ကိုတာလွန်မှုရတင်မဲ့အရာတွေပါ။ဟူဒီတွေမှာအမခန်းလေတောင်းကာကွယ်ရေးစနစ်တွေရှိနေပြီးသင်းမောတိုက် cruise ဒုံးကြီးတွေ drone တွေနဲ့ဒုံးကြီးတွေတောင်ရှိနေပါတယ်။သူတို့ကစစ်သင်းမောတွေကိုဓာတင်နဲ့ချီတိုက်ခိုက်ခဲ့ပြီးကမ္ဘာကုန်သွယ်ရေးလိုင်းတွေကို185ကြိမ်ကျော်နှောက်ယှက်ခဲ့ပါတယ်။ ။သင်္ဘောအချို့လည်းနစ်မြုပ်သွားခဲ့ပါတယ်။အီရန်ရဲ့ Revolutionary Guard Corps ကနောက်ဘက်ကနေထောက်ပံ့နေတဲ့ဟူသီတောင်းချမ်းသူတွေဟာရေတောင်းသွားလာရေကိုနှောက်ယှက်နေပြီး American စစ်တပ်ရဲ့အင်အားကိုစိန်ခေါ်နေတယ်။ American ကလေရင်သင်္ဘောတွေနဲ့ B2 မြင်မရတဲ့ဘုံကျဲလေရင်တွေနဲ့ပြန်တိုက်ခိုက်ပေမဲ့အခြေအနေကဆက်ပြင်းထန်နေသေးပါ။ဟူသီတွေရဲ့တိုက်ခိုက်မှုတွေကဆက်ဖြစ်နိုင်ပြီးဒါကသူတို့ရဲ့ခံနိုင်ရင်နဲ့အီရန်ရဲ့ဒီ project စစ်ပွဲမှာရင်းနှီးမြှုပ်နှံမှုကိုပြသနေပါတယ်။သူတို့ရဲ့တိုက်ခိုက်မှုတွေကတာမန်တောင်းကျမ်းမှုတွေမဟုတ်ဘဲ drone ဒုံးကြီးနဲ့ရေတက်နီးပြူဟာတွေနဲ့ဆင်းနေကြဖြစ်နေပါတယ်သူတို့သုံးနေတဲ့အနိုင်ဆုံးလက်နက် ကကာမီကာစီ drone တွေဖြစ်ပြီးအီရန်ကထောက်ပံ့တဲ့ CHED 36လို့ဈေးပေါ်ရခြင်းတွေပါ GPS နဲ့ထိန်းချုပ်ပြီးလွယ်လွယ်ကူကူပေါင်းများအောင်ထုတ်လုပ်နိုင်တယ်အမြင့်ဆုံးလက်နက်အနေနဲ့က anti ship ballistic missile တွေဖြစ်တဲ့ Iran design Mockhead နဲ့ ESF2 ပါဒါတွေကအတန်ထက်မြန်ပြီး TNT 450 kg ထိတည်ဆောင်နိုင်ပါတယ် Elmanap 2လို့ anti ship cruise missile တွေကတော့120ကီလိုမီတာအထိဝေးတဲ့ပစ်မှတ်တွေကိုတိကျစွာထိမှန်နိုင်ပါတယ်။ဒါ့အပြင်သူတို့မှာနီးပညာနှိမ့်ပါပြီမဲ့အန္တရာယ်ရှိတဲ့မောင်းသူမဲ့ပောက်ကွဲစေတဲ့ရေရင်တွေကလည်းရှိနေပါတယ်။ဟူဒီတို့ရဲ့လက်နက်တွေထဲမှာစစ်သုံးဘုံးတွေနဲ့ပြည့်နေတဲ့မောင်းသူမဲ့မြန်နှုံးဖြင့်လေတွေလည်းပါဝင်နေပါတယ်။ဒီလေတွေကနှေးကွေးပြီမဲ့ Hodia Duck လို့ဟူဒီတွေထိချုပ်ထားတဲ့စိတ်ကန်းတွေကနေလွတ်တင်ပြီး Electro Optical Sensor တွေတုံးကပစ်မှတ်တွေကိုရှာဖွေတိုက်ခိုက်ပါတယ်။အနောက်နိုင်ငံတွေရဲ့ထောက်လန်းရေးချက်လက်တွေက ခုတီတွေဟာကန်ယွန်ရန်ရေဒါတွေစောင့်ကြည့် drone တွေလှေငယ်တွေနဲ့တိစောက်ထားတဲ့အစိမ့်မြင်အာယုံခံကိုရက်တစ်ခုကိုအသုံးပြုနေပါတယ်ဒီစနစ်ကစင်ရဲသားတွေရဲ့အစိမ့်မြင်နည်းပညာကိုအသုံးပြုတဲ့အကျန်းဖတ်မှုတစ်ခုဖြစ်ပြီးအလုပ်ဖြစ်နေပါတယ်ခုတီတွေရဲ့ပြစ်မှတ်တွေကကမ္ဘာသင်္ဘောလိုင်းတွေရဲ့စည်ရင်းနဲ့တူနေပါတယ်2023ခုနှစ်နိုဝင်ဘာလ19ရက်မှာ Galaxy Leader ဆိုတဲ့ Israel company နဲ့ဆက်ဆက်နေတဲ့ကားတင်သင်္ဘောတစ်စီးကိုပြန်ပေးဆွဲခဲ့ပါတယ်ခုတီတပ်ဖွဲ့ဝင်တွေနဲ့ Iran ဂျန်ဘေးတွေကရဟတ်ရင်ကနေဆင်းပြီးသင်္ဘောကိုတင်ယူတာ လမ်းကြောင်းပြောင်းလိုက်တာပါအခုဒီတင်မောသား25ဦးအကျဉ်းချထားစေဖြစ်ပါတယ်ဒီဖြစ်ရပ်ကနေစပြီးဟူတီတွေကတင်မော40ကျော်ကိုတိုက်ခိုက်ခဲ့ပြီး20စီးကိုဖမ်းဆီးခဲ့ပါတယ်2024ခုနှစ်မက်ရှလာ6ရက်နေ့မှာ True Confidence ဆိုတဲ့ Barbados Alanin တင်မောကို Aiden မျိုးရဲ့အနောက်တောင်55ရေမိုင်ကွာမှာ Anti Ship Ballistic Missile တစ်ချက်နဲ့တိုက်ခိုက်ခံရရပါတယ်ဒီတိုက်ခိုက်မှုကြောင့်မီးလောင်ပြီးတင်မောသား၃ဦးသေဆုံးကအခြားသူတွေကတင်မောကနေထွက်ပြေးခဲ့ရပါတယ်။ဖေဖော်ဝါရီလ2024မှာ Ruby Mars ဆိုတဲ့ ဘေးလစ်လန်ဒင်ကုန်လင်သင်းမောကတော့ကံမကောင်းခဲ့ပါဘူးဒုံးကြီးထိမှန်ပြီးနှစ်ပတ်ကြာရုံးကန်ခဲ့ရပြီးနောက်နစ်မြုပ်သွားခဲ့ပါတယ်ခူတီရီရဲ့ပြက်ခတ်မှုကြောင့်နစ်မြုပ်သွားတဲ့ပထမဆုံးသင်းမောပဲဖြစ်ပါတယ်အခြားထင်ရှားတဲ့တိုက်ခိုက်မှုတွေထဲမှာ MV Gango Picardy American ပါ MV Islander Sea Champion Greek Landing နဲ့ Navix Fortuna တို့ပါဝင်ပါတယ်ခူတီရီရဲ့တိုက်ခိုက်မှုတွေမှာသင်းမောတွေရဲ့ Landing နိုင်ငံနဲ့ပိုင်ဆိုင်မှုကမထူးကြပါဘူး ရုရှားတရုတ်နဲ့အချို့သောနိုင်ငံတွေကလွဲလို့ဘဲသင်းမောမစိုးပင်လယ်နီမှာသွားနေရင်သူတို့ရဲ့ပြစ်မှတ်ဖြစ်နိုင်ပါတယ်။2024ခုနှစ်ဖေဖော်ဝါရီလ6ရက်မှာ Morning Tide Barbados အလန်တင်ပြည်တိရှပိုင်းနဲ့ Star Nasha သင်းမောတွေကိုဟူသီတွေကတိုက်ခိုက်ခဲ့ပါတယ်။ဒါပေမဲ့အကြီးစားပြက်စီးမှုတော့မရှိခဲ့ပါဘူး။အနောက်နိုင်ငံတွေရဲ့ထောင်လိုင်းရေးအချက်အလက်တွေရဟူသီတွေရဲ့လက်နက်တွေကအီရန်ကနေရောက်လာတာပါ။အီရန်ရဲ့ Revolutionary Guard Corps တပ်ဖွဲ့က ဒီနေရာမှာလက်နက်တွေလေ့ကျင့်မှုတွေနဲ့ပြင်မှတ်အချက်လက်တွေကို ထောက်ပံ့ပေးနေတာပါ။ရှာဟတ် drone တွေကအီရန်ကနေတိုက်ရိုက်ရောက်လာတာဖြစ်ပြီးအေဒန်ပင်လယ်အော်ကိုဖျက်ပြီးကုန်တင်သင်းမောလေးတွေနဲ့တရားမဝင်တယ်ဆောင်လာတာပါ။ anti ship ballistic missile တွေနဲ့ cruise missile တွေကအီရန်ဒီဇိုင်းတွေကိုပြန်လည်ပြင်ဆင်ပြီးရှီမင်မှာအီရန်ကြီးကြပ်မှုနဲ့တက်ဆင်ထားတာပါ။အမေရိကန်နဲ့ဆော်ဒီအာရေဗျအရာရှိတွေကနှစ်ပေါင်းများစွာဒီလက်နက်တွေရဲ့လမ်းကြောင်းကိုခြေရာခံခဲ့ကြပါဗျ။ Navy Sea တပ်ဖွဲ့တွေကိုအုံပြုပြီးဒုံးကျည်စိတ်ပိုင်းတွေနဲ့ drone စိတ်ပိုင်းတွေတယ်ဆောင်နေတဲ့တင်မောတွေကိုဖမ်းဆီးခဲ့ကြပါတယ်။ဒါတွေကအမေရိကန်ရဲ့လက်နက်တင်တင်ပို့မှုကိုပိတ်ဆို့ချက်ကိုချိုးဖောက်နေတာပါ။ခူဒီတွေရဲ့လက်နက်တွေကအီရန်ရဲ့ထောက်ပံ့မှုမရှိရင်အလုံးမဖြစ်နိုင်ပါဘူး။အီရန်ကဒီစစ်ပွဲမှာနောက်ွယ်ကပါဝင်နေသေးပါ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။